ဒီကောင်ကဒီ HOF ဆရာတော်ကတော့ဒီနေ့ကတော့ဒုတိယအကြိမ်ပေါ့နော်ဆိုတော့ဝမ်းသာပါတယ်ရန်လဲခုံလို့ပေါ့နော်တခြားနိုင်ငံသူတွေနဲ့အဲတွေ့လဲတွေ့ရဒီလိုဒါရင်းနှီးမှုလည်းရခဲ့တယ်ဆိုတော့အမှတ်ကြီးကတော့အများကြီးရှိခဲ့ပါတယ် I may not see your radiant smile every day အိမ်ောင်ရေးမှာဆိုလို့ရှိရင်လည်းအဲ့လိုကလေးမဆန်တဲ့နဲ့ပုံစံမျိုးလေးတွေပြီးတော့အချင်းရေးမှာလည်းအဲဘယ်လိုမျိုးချစ်သူဒါဆိုကိုနဲ့တိုက်မတွေ့ဘူးလို့ပုံစံမျိုး relationship ဖြစ်သွားမလဲပေါ့နော်အဲ့လိုလေးလည်းပါတယ်ဆိုတော့ဒီကားလေးကတော့မင်းတို့ကြည့်လို့ရှိရင်တော့ရတလက်ခံစားမယ်ပညာပေးလေးလည်းဖြစ်မယ်လို့အကန့်ကောင်းတဲ့နဲ့လို့ပြောလို့လည်းရပါတယ် ဟိုပေါ်ဟိုဒါတော့ဒီနှစ်ကလည်းအလုပ်တင်စက်တိုက်ရှိနေရောအလုပ်နေပဲဖျက်တမ်းပြနေရဆိုတော့အကန်ကောင်းတဲ့နှစ်တစ်နှစ်ပေါ့အဲအကယ်၍ကားရဲ့မှာဒါဟိုပေါ့ကိုယ့်ရဲ့ချစ်သူကိုနားလည်ပေးရဟာမျိုးပေါ့နော်အဲအဲ့လိုဟို AC ပြီးတော့ တည်ငြိမ်တဲ့အချက်နဲ့ချစ်တဲ့ main clinic မျိုးပေါ့เนาะအဲပြောဆိုင်ရေးဆရာမတယောက်ပေါ့အဲအဲ့လိုမျိုးတိဆောင်ရမှာပေါ့အဲ driver နဲ့ရောဒါမှမမဒါ8 8 3ကိုနဲ့ရောဒါတိုင်ပင်ဖြစ်ပါတယ်မမကလည်းအဲ့လိုဆိုင်ရေးဆရာမဆိုတော့တည်တည်ငြိမ်ငြိမ်နဲ့သူ့ဒီစာတယ်ပဲအမြဲအာရုံရယူပြီးတော့အာဒါချစ်သူနဲ့ကအဲ့လိုနည်းနည်းတိုက်မတူတဲ့ပုံစံမျိုးလေးပေါ့အဲ့အဲ့လိုပုံစံလေးအဲ့ character လေးနဲ့တိဆောင် အဲအင်ပေါ့နော်လောင်ရမယ်လို့ပဲပြောရမှာပေါ့သူကအချစ် romance ပြီးတော့ဒါအင်တာဗျူးလေးလည်းပါတယ်ဆိုတော့ဒါအခုမျိုးရဲ့လက်ရှိ life တွေမှာဖြစ်ပြနေတဲ့ပုံစံမျိုးလေးပါတာပေါ့နော်ဒါအရင်ချစ်ကြပေမဲ့တယောက်နဲ့တယောက် type မတူလို့ရှိရင်ဆက်ပြီးလက်တွဲလို့မရတာမျိုးပေါ့အဲအဲ့လိုမျိုးလေးလည်းပါအဲ့လိုလည်းပါပါတယ်အဲအင်တာဗျူးမှာဆိုလို့ရှိရင်လည်းအဲ့လိုကလေးမဆန်တဲ့ပုံစံမျိုးလေးပြီးတော့အချစ်ရင်းမှာလည်းအဲဘယ်လိုမျိုးချစ်သူကို ဒါဆိုကိုနဲ့တိုက်မတူရင်ဘယ်လိုပုံစံမျိုး relationship ဖြစ်သွားမလဲပေါ့เนาะအဲ့လိုလေးလည်းပါတယ်ဆိုတော့ဒီကားလေးကတော့မင်းတို့ကြည့်လို့ရှိရင်တော့ရတလက်ခံစားမယ်ပညာပေးလေးလည်းဖြစ်မယ်လို့အဲဒီနှစ်ထဲမှာရိုက်တာတော့အဲ့လိုကွန်မတီတဲ့ဒီနှစ်ကနေနဲ့ drama လေးတွေပုံများရပေါ့နော်ရိုက်ထားတဲ့ကားလေးတွေရောဆိုတော့ဒီကားလေးကလည်းအဲ့လို drama ဘက်သွားရဲဆိုတော့လေဒီကားမှာလည်းအဲကိုယ့်ရဲ့ character နေရာကိုအကောင်းဆုံးတော့ပြုံးဆောင်တော့ ီဆက်ကောင်ကကျွန်တော်ထပ်ပြီးရောဟိုဒီဟိုဒီဇလန်းရထပ်ထည့်ထားတာဆိုတော့အဲကိုကာရက်တာရောကိုအကောင်းဆုံးအကျိုးဆောင်တော်မယ်ပေါ့နော်ဘောကံကောင်းတဲ့နှစ်လို့ပြောလို့လည်းရပါတယ်။ဟိုပါပေါ်ဟိုဒါတော့ဒီနှစ်ကအလုပ်တင်စတိုက်ရှိနေရောအလုပ်နေပဲဖြတ်တန်းဖြစ်နေရဆိုတော့ကံကောင်းတဲ့နှစ်တစ်နှစ်ပေါ့ ဟုတ်ဟုတ်ပြီးတော့မှာဒီ HOF ရတော့ကတော့ဒီနှစ်ကတော့ဒုတိယအကြိမ်ပေါ့နော်ဆိုတော့ဝမ်းသာပါတယ်ရန်လဲပုံလိုပဲပေါ့နော်တခြားနိုင်ငံသူတွေနဲ့အဲတွေ့လဲတွေ့ရဒီလိုဒါရင်းနှီးမှုလည်းရခဲ့တယ်ဆိုတော့အမှတ်ကြီးတော့အများကြီးရှိခဲ့ပါတယ် I may not see your radiant smile က်ကလည်းအဲ့လိုပဲသူတို့ဘက်ကနေပြီးကြောင်းကြားလာတာပေါ့နော်ဆိုတော့မနစ်ကလည်းအဲ့မတိုင်းမနစ်ကနဲ့ဒီနှစ်ကတိုက်တောက်တော့မတူဘူးပေါ့နော်ဒီနှစ်ကကျတော့ iconic figure ဆိုပြီးရရတာမနစ်ကတော့ shining international artist ဘာမတူဆိုတော့ဒီနှစ်ရရဲ့ဆူလေးကိုလည်းတမိုးထားတယ်လို့မနစ်ကလည်းအဲ့ဒါရရဲဆိုတော့နှစ်နှစ်စတိုက်ဆိုတော့အမှတ်ကြီးရတော့ပိုဖြစ်သွားတာပေါ့နော် ာထင်ဒါလူဆိုတာတော့ဒါကန်နီစန်းနေအဲကိုယ့်ရဲ့အကျိုးစားမှုတွေလည်းစိုက်နေဆိုတော့ဟိုကိုကတော့ vibe ဖြစ်ဖြစ်တော့ကြိုးစားနေဖို့လို့တော့လောက်ပါအဲ့လိုတော့မရှိပါဘူးဒါတော့ကိုယ့်ကိုကန်းလန်းနိုင်အလုပ်တီပုံမှာပဲကြိုးစားနေပရိသတ်တွေကဒါမြန်မာပရိသတ်တွေလည်းဒါပြည်ပမှာရောက်နေတယ်လို့လည်းအများကြီးရှိတယ်လို့အာချစ်တဲ့သူတွေလည်းရှိရောဘာဖြစ်ဖြစ်ဝမ်းသာရော ါ့နော်။အဝမ်းသာရတာပေါ့။ Wi-Fi ဖြစ်တာပြပရောက်နေတဲ့ချိန်ကျတော့ကိုယ့်ရဲ့မြန်မာနိုင်ငံတွဲမှာမဟုတ်ဘူးလေ။ဆိုတော့ပို့ပြီးတော့လာနှုတ်ဆက်တဲ့ချိန်ကျရင်လည်းပို့နှွေးထွေးပြီးတော့အဲ့လိုအချင်းချင်းဆိုတော့လေအဲ့လို ပူပူတန်မိုးတန်မိုးလန်ထားတာဗောလေဒါပြီးတော့ဟိုတွေးဖို့ဆိုတာလည်းမလွယ်ဘူးလေတခြားနိုင်ငံမှာကြာတော့ကိုကိုဟိုသူအလုပ်တွေရှုပ်နေကြတဲ့သူတွေကြီးပဲဆိုတော့အဲ့လိုတွေးဆောင်ချိန်လေးဆိုတော့မြေအမြင်ကြမ်းနေတာစာမြေလုံးကဆူမကနာကနာကောင်းနေရပေါ်ဒါပဲအမ် ဟိုလူဆိုတော့အမြဲတမ်းဒါကြိုးစားနေရတာပဲဆိုတော့ဒီထက်ကတော့ဒီထက်မကလည်းအမြဲတမ်းဒါဘဝတစ်လျှောက်လုံးကကြိုးစားနေရပါပဲဒီဒီအလုံးမှာဒီအလုံးလုံးနေရတဲ့အတွက်ဒါအနုပညာလို့ဆိုရလဲအဲကိုယ့်ရဲ့ဒါဒါ professional အလုပ်ဖြစ်သွားတာပေါ့လေကိုကြတော့ဆိုတော့ဒီအလုံးမှာလည်းအဲ့လိုဒီလိုလုံးနေတူလေကြိုးစားရတယ်။တခြားလုံးခုရှိနေလေ။တခြားလုံးမှလည်းကြိုးစားရမှာပေါ့နော်။အသက်ရှင်နေတူရတော့ကြိုးစားနေရမှာ အမ်မောင်နှမနှစ်ယောက်ထဲမှာမဟုတ်အဖေမေလည်းပါတယ်ပေါ့နော်အဲဆိုတော့နောက်လျှောက်တော့အဲ့လိုအားရင်အားတယ်လို့လေးတော့အချိန်ပေးပြီးတော့ထွက်ဖြစ်ပါ She's a bit don't get out of my chill အမ်ထပ်ပြီးတော့အဲ့လိုလောလောဆယ်တော့ထက်ချက်ပို့တော့မရှိသေးဘူးအခုလောလောဆယ်တော့အဲ့လိုကားရိုက်လေးတွေနဲ့ပဲဖြတ်တန်းနေရပါတော့ ဟောအခုကဒါ6လပိုင်းလောက်ရောက်နေပြီဆိုတော့နှစ်တဝက်ကျိုးပြီပေါ့နော်ဆိုတော့နှစ်တဝက်လည်းဘယ်လိုဘယ်လိုအချိန်ကုန်သွားလဲမသိဘူးကိုပြန်ကြည့်လိုက်အရင်မြန်နေလို့ခံစားရတယ်ဆိုတော့နောက်ထပ်အဲဒီနောက်ထပ်နှစ်တဝက်ကိုလည်းအကောင်းဆုံးအဲ့လိုကိုနောက်ထပ်ရုပ်ရှင်ကြီးကိုကြိုက်တဲ့ကားလေးရိုက်ပြီးတော့ပဲအလုံးနဲ့ပဲဖြတ်တတ်ပါအဲရီမန်ချက်ဆိုတာလူတိုင်းကရှိတယ်ဒါပေမဲ့ဟိုဘယ်အချိန်မှဒါကိုလုံးဝဖြတ်ရမယ်ဆိုတာတက်အဲကိုပေါ်မှာပေးလာတဲ့အဲအခွင့်အရေးတွေကန်နေကို ပုံမှန်မှုကြည့်ပြီးတော့ကြိုးစားတာပေါ့ဟုတ်ကဲ့အအခုမေးရိုင်းမအကယ်၍ရုပ်ရှင်ကားပါပေါ့နော်ဒါအင်တာဗျူးလည်းပါတယ်ပြီးအချစ် romance drama ကားလေးဖြစ်တယ်ပေါ့နော်ဆိုတော့ပရိသတ်ဒါဒီကားလေးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုအဟိုမတူညီရဲ့ရတာတမျိုးနဲ့ပညာလည်းပညာပြီးလေးလည်းပါတယ်ဆိုတော့လေဒီ relationship နဲ့ပတ်သက်ပြီးတော့အင်တာဗျူးနဲ့ပတ်သက်ပြီးတော့အဲ့လိုခံစားချက်တစ်ခုခုနဲ့အဲရမယ်လို့ပြောလို့ရတယ် 其实吧。